ဒီလိုညမှာသိပ္ပံပညာရှင်တဦးဟာအသက်မဲ့နေတဲ့ရုပ်အလောင်းအပိုင်းအစတွေကို ပေါင်းစပ်ပြီးဘဝတည်တခုဖန်တီးဖို့ကြိုးစားနေပါတယ်။စမ်းသက်ခန္ဓာကကိရိယာတွေဟာတကြုံကြုံမီဟဲနေပါလေ။လျှက်စစ်တအားတွေနဲ့အတူထိုဖန်တီးခံတရဝကြီးမျက်လုံးပွင့်လာပါပြီ။သိပ္ပံပညာရှင်ဟာ အော်ဟစ်လိုက်ပါတယ်။အသက်ရှိလာပြီ။အသက်ရှိလာပြီ။အဲ့ဒီအတန်းနဲ့အတူ ကြောက်မဖွယ်ကောင်းတဲ့ဖန်တီးမှုကြီးရဲ့ပထမဆုံးအသက်ရှူတန်ကိုကြားလိုက်ရပါလေဒီအဖြစ်အပျက်ကိုကြည့်ရှုသူတွေရောဘလို့ခံစားရမယ်ထင်ပါတယ်ဗျာအတူရင်ဒီနေ့မှာတော့တမိုင်းတလျှောက်အထူးခြားဆုံးနဲ့အကြောက်မက်ဖွယ်အကောင်းဆုံးဂန်ဝင်ရုပ်ရှင်ဇလန်းဒီထက်ကတခုခုပြန်လဲတင်ဆက်ပြတော့မှာပါအဲ့ဒါကတော့ထောင်ကူလာထုံးစက်တခုနဲ့ထောက်ဖရန်ကင်စတိုင်းရုပ်ရှင်ပဲဖြစ်ပါတယ် ဒီစကားကိုမေရီရှဲလီရဲ့နမေဂျောဝတ္ထုကို အခြေခံပြီးဒါရိုက်တာဂျိမ်းစ်ဝီလ်ကရှိုက်ကူးထားတာပါဇာလန်ကတော့တိမ့်မှပညာရှင်တဦးရဲ့အကန့်အသတ်မဲ့ရည်မှန်းချက်ပြီးတော့သူ့ရဲ့ဖန်တီးမှုကနေဖြစ်ပေါ်လာတဲ့စိုးကျိုးတွေကိုပုံဖော်ထားပါတယ်ဒီစကားမှာလူသားမျိုးနွယ်ရဲ့သိပ္ပံပညာပေါ်ထားရှိတဲ့ကြောက်ရွံ့မှုတွေမတိကျင်းရဲ့အန္တရာယ်ဒါအပြင် ဖန်တီးရှင်တဲ့ဖန်တီးခန့်တော်ဝါကြားကရှုထွေးတဲ့ဆန့်ဆန့်ရေးလေးကိုဘီပင်းစွာမြင်တွေ့ရမှာပါ။ကဲဖရန်ကင်စတိုင်းရဲ့ကြောင်းမြခွေရကပါတဲ့ကို အတူတူဝင်ရောက်လိုက်ကြရအောင်။ဇလန်အစမှာတော့တေးပန်ပညာရှင်ဟင်နရီဖရန်ကင်စတိုင်းနဲ့သူ့ရဲ့လက်ထောက်ဖရစ်တို့ကို တွေ့ရပါတယ်။သူတို့ဟာဘာဗီးရီးယားအောင်တိုင်းတဲ့ဘော်ကစွန့်ပစ်ထားတဲ့နာယီစင်ဟောင်းတို့ခုကိုတက်ခွဲခန့်ဖြစ်ပြောင်းလဲထားကြတယ်။အဲ့ဒီမှာ လူခန္ဓာကိုအပိုင်းအစားတွေကို ပေါင်းစပ်နေကြတာပါဟင်နရီဟာတည်ခြင်းတရားကိုကြော်လွားပြီးအတ္တမဲ့ပစ္စည်းတွေကနေအတ္တကိုဖန်တီးလို့စိတ်ပြင်းပြနေသူတူဦးဖြစ်ပါတယ်ဖန်တီးခံတတ္တဝါအတွက်ဦးနှောက်လိုဟပ်လာပါတယ်ဒါကြောင့်ဖရန်ကန်စတိုင်ကသူ့လက်ထောင်ဖရစ်ကိုတက္ကသိုလ်ဆေးပညာဌာနကနေကျမ်းမာတဲ့ဦးနှောက်တစ်ခု ခိုးယူခိုင်းပါတယ်ဒါပေမဲ့ဖရစ်ဟာ မတော်တဆ ကျမ်းမာတဲ့ဥနောက်ကိုဖြည့်ဆည်းမိသွားတယ်။ဒါနဲ့ရာဇဝတ္ထတဦးရဲ့မှားယွင်းတဲ့ဥနောက်တစ်ခုကိုယူလာမိပါတယ်။ဖရန်ကန်စတိုင်းကတော့ဒီအမားကိုမင်းလောက်တော့သူ့ရဲ့ဖန်တီးမှုတဲကိုအဲ့ဒီမှားယွင်းနေတဲ့ဥနောက်ကိုပဲထဲသွင်းလိုက်ပါတော့တယ်။ဖန်တီးခံတတ္တဝါအတွက်ဥနောက်လိုဟတ်လာပါတယ်။ဒါကြောင့်ဖရန်ကန်စတိုင်းကသူ့လက်ထောင် ဖရစ်ကို တက္ကသိုလ်ဆေးပညာဌာနကနေကြားမာတဲ့ဦးနှောက်တစ်ခုခိုးယူခိုင်းပါတယ်။ဒါပေမဲ့ Fris ဟာ မတော်တဆကြားမာတဲ့ဦးနှောက်ကိုဖျက်ဆီးမိသွားတယ်။ဒါနဲ့ရာဇဝတ်သားတဦးရဲ့မှားယွင်းတဲ့ဦးနှောက်တစ်ခုကိုယူလာမိပါတယ်။ Frankenstein ကတော့ဒီအမားကိုမင်းလောက်တော့သူ့ရဲ့ဖန်တီးမှုတွေကိုအဲ့ဒီမှားယွင်းနေတဲ့ဦးနှောက်ကိုပဲ ထဲသွင်းလိုက်ပါတော့တယ်အစအမိုင်းမှာတော့ဖန်ဒီခန်တတဝါဟာအပြစ်ကင်းစင်ပြီးကလေးတယောက်လိုပါပဲဒါပေမဲ့ Fritz ကသူ့ကိုမီးတုံးနဲ့ချိန်ချောက်လိုက်တဲ့အခါတတဝါကြီးဟာကြောက်ရွံ့ပြီးရှမ်းလိုလာပါတယ်ဟင်ရီနဲ့ဝေါ်မန်တို့ကဒါကိုနားလည်မှုလွဲထွားကြတယ်တတဝါကြီးကသူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတယ်လို့မှားယွင်းစွာထင်မြင်ပြီးသူတို့ကိုမြေအောက်ခန်းထဲမှာ တန်ကျိုးနေနဲ့ခြုံနှောင်ထားလိုက်ကြပါလေ။ဖန်တီးကန်တတော်ဟာမြေအောက်ခန်းကနေလွတ်မြောက်သွားပြီးတခွဲခန်းကနေထွက်ပြေးသွားပါလေ။သူ့ရဲ့ရိုင်းဆိုင်တဲ့ဦးနောက်သူ့ရဲ့ကြောက်ရွံ့မှုတွေကြောင့်တတော်ကြီးဟာမြို့ရွာကိုတိုက်ခိုက်ပါတော့တယ်။ခြေလက်ဒေတာတနေရာမှာတော့ကလေးမလေးမာရီယာနဲ့တွေ့ဆုံပြီးအတူတူဆော့ကစားကြပါတယ်။ဒါပေမဲ့ကစားရင်းတဲ့တတော်ကြီးဟာ မာရီယာကို ရေကန်တဲပစ်ချလိုက်မိတယ်။အဲ့ဒီမှာမာရီယာတေဆုံးသွားပါတယ်။ဒီအဖြစ်အပျက်ဟာဖန်တီးကန်တတဝါရဲ့အဖြစ်ကင်းစစ်မှုနဲ့သူ့ရဲ့အန်ဒီယေကိုတပြိုင်နက်တည်းပြတနေတယ်ပါတယ်။ဒီအတော်အတွင်မှာဟန်နရီနဲ့အဲလိဇဘက်တို့ဟာမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့ဖန်တီးကန်တတဝါရဲ့အသက်ရှူသန်နေဟာသူတို့အိမ်နားမှာကြားနေရပြီးနောက်ဆုံးမှာအဲလိဇဘက်ကိုပါတိုက်ခိုက်ခဲ့ပါတယ်။ တဖန်မှာလေကလီမလေးမာရီယာရဲ့ရုပ်ကလောင်ကိုတွေ့ရှိသွားပြီးတဲ့နောက်ရွာသားနီဟာဖန်တီးခံတတဝါကိုလိုက်လံရှာဖွေဖို့စုယုံကြပါတော့လေဟန်နရီဟာရွာသားအုပ်စုတစုကိုဥဆော်ပြီးဖန်တီးခံတတဝါကိုလိုက်လံရှာဖွေပါတယ်နောက်ဆုံးမှာတော့ဟန်နရီနဲ့ဖန်တီးခံတတဝါတို့ဟာလေယာဟတ်ဟောင်းတစ်ခုမှာတယောက်နဲ့တယောက်ရင်ဆိုင်တွေ့ကြပါတယ်ဖန်တီးခံတတဝါကဟန်နရီကိုတရီလက်သွားအောင်လုပ်ပြီးလေယာဟတ်ရဲ့ထိပ်ဆုံးဟုန်ခေါ်သွားပါတယ် ဟန်နရီသတိပြန်ရလာတဲ့အခါသူတို့နှစ်ဦးယုံရင်ဆန်ခတ်ဖြစ်ကြပါတယ်အဲ့ဒီမှာဖန်တီခန်တရဝါကဟန်နရီကို လေယဟတ်ဘော်ကနီးဖိချလိုက်ပါတယ်ဒါပေမဲ့ဟန်နရီဟာမတည်ပဲအသက်ရှင်ခဲ့ပါတယ်ရွာသားတွေကတော့လေယဟတ်ကိုမီးရှို့လိုက်ကြတယ်ဖန်တီခန်တရဝါဟာမီးထဲမှာပြည်မိပြီးတေဆုံးသွားတယ်လို့ယူဆရပါတယ်ဇလန်ရဲ့အဆုံးသက်မှာတော့ဟန်နရီဖရန်ကန်စတိုင်းဟာအင်ကိုပြန်ရောက်လာပြီးကျမကြီးပြန်လည်ကောင်းမွန်လာပါတယ်သူရဲ့ဖခင်ဘယ်ရန်ဖရန်ကန်စတိုင်းကတော့ အနာဂတ်မှာမြည်တယောက်ရရှိဖို့အတွက်ဝိုင်းမီးဆိုင်ရင်ဆူတောင်းပေးခဲ့ပါတယ်။ Henry နဲ့ Elizabeth တို့လည်းနောက်ဆုံးမှလက်ထပ်ပြီးဒီဇက်လန်ကိုအဆုံးသတ်ထားပါတယ်ခင်ဗျ။ Frankenstein စကားဟာသိပ္ပံပညာရဲ့အကန့်အတကိုမသိပဲဖန်တီးမှုရဲ့အကျိုးဆက်တွေကိုမတွေးပဲလှုပ်ဆောင်တဲ့အခါဘလို့အန်ဒီရဲ့ရှိနိုင်လဲဆိုတာကိုသတိပေးနေတဲ့စကားတကားဖြစ်ပါတယ်။ဖန်တီးခံရတဲ့တော်ဝါဟာသူ့ရဲ့ပုံပန်းဒရန်ကိုကြောင့်အမြဲတစေပြပယ်ခံရတယ်။ကြောက်ရွံ့ခံရတယ်။ဒါကြောင့်ရန်လိုတဲ့ဖြူမှုတွေလှုပ်ဆောင်ခဲ့ရတာကိုလည်းမြင်တွေ့ရပါတယ်။ ဒီစကားဟာခေတ်ဆက်ဆက်ပရိသတ်တွေကိုလွမ်းမိုးနိုင်ပြီးထိတ်ရန်စရာရုပ်ရှင်အမျိုးအစားအထက်စံနှုန်းတစ်ခုကိုပါတတ်မှတ်ပေးခဲ့ပါတယ်ဒီ recap ကိုကြည့်ရှုပြီး Frankenstein ရဲ့ဇာတ်လမ်းအနှစ်သာရကိုကောင်းကောင်းနားနဲ့သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ထပ်ဘေးစကား recap ကိုကြည့်ချင်းသေးလဲဆိုတာ comment မှာရေးသွားပေးပါအောင်နော်